အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်ပေါ့ဒီလေးတစ်နှစ်ဖြစ်ပါသူဒီကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါတယ်။ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘာဒီဘလူပြောရမယ်လဲကျွန်တော်လည်းမသိပါဘူး။ကျွန်တော်မှလေခင်ဗျားတို့ပြောရရင်ပါမို့ကျွန်တော်မှကျွန်တော် father ယူကျွန်တော်ဝယ်ပြီးတဲ့ United အင်းရှိတယ်ဒါကျွန်တော်ဖားသားကြီးကျွန်တော်ဝယ်ပေးတာဗောနော်သူကခရစ်စတီယာနရဲ့အရင်ကျလို့ဒါကျွန်တော်ဒါဝယ်ကျွန်တော်ဒါထူးဆန်းပြကျွန်တော်ပုံမှန်ပါလေကျွန်တော်လက်ဆောင်ပြဘူးတဲ့သူများအသင်းအင်ဂျီသူများအသင်းအင်ဂျီတော့မဟုတ်ဘောနော်သူများဈေးကြီးလို့ဗောဗျာအမှန်တိုင်းပြောမှာဈေးကြီးတယ်အဲ့ဒီဥစ္စာအဲ့ဈေးကြီးတော့သူများကျွန်တော်ဝယ်မယ်ဆိုအလကားပေးမယ်ဆိုယူတယ်ဗောနော်အဲ့ PSG နဲ့ Jordan နဲ့ဘောင်းတိုင်းအလွေးတယ်ဗျာအရန်လာတယ်အရန်လာအဲ့အလွေးရရှိတယ်အဲ့တော့ ကျွန်တော်လေးကြွားတာပါဘာမှမဟုတ်ပါဘူးပြောပြအဲကျွန်တော်သူများအဲတင်းနဲ့အရင်နဲ့ပတ်သက်ကျွန်တော်မဆူဖြစ်ဘူးเนาะ collector မလုပ်ဖြစ်တယ်ဘဝမှာဒါကျွန်တော် Jordan နဲ့ပေါင်းပြီးတော့ဒါကျွန်တော် PSG ရဲ့အနွေတွေရှိတော့ကျွန်တော်ဒါကျွန်တော်ရဲ့ဆရာသမားတယောက်ကနေပြောမင်းယူမလားဆိုယူမှာပေါ့ဟွန်း limited edition လေဟုတ်တယ်မလားဟွန်းအဲ့အေးဒါလားပြောချင်တာခုနကပေါ့ဗျာ Jordan ကျွန်တော်ပါဒါ PSG နဲ့ပတ်သက်ရှေးဟာပါ collection တစ်ခုရှိရဆိုတော့ကျွန်တော်လေးကြွားတာပေါ့ဗျာဒီဘက်ကလည်းကျွန်တော်ဘာမှ collect လုပ်တဲ့ကောင်လည်းမဟုတ်ဘူးဆိုရှိတာလေးပြောပြတာ အဲ့တော့ဒါကျွန်တော် PG နဲ့စပါနေတာကျွန်တော်မြန်မာစတော်ကြီးနှစ်နာရီခွဲမှာတွေ့မယ် PG ရဲ့အိမ်ခွင်းဒါကျွန်တော် Park Day Princess မှာတွေ့မယ်ပေါ့နော်စပါတဲ့လေဒါအမှန်တမ်းပြောရမယ်ဆိုတော့ကျွန်တော်လက်ရှိပွဲချက်ရာသီတွေကတစ်ခုနောက်ဆုံးအနေနဲ့တွေ့ရမယ်တဲ့မှာပါတယ်ဒါပိုင်းပွဲစဉ်မှာစပါတဲ့လေဒါပွဲချက်ရာသီကတော်တော်လေးဟိုဒါကျွန်တော်ပြီးဆုံးမှုအနေထားမှာရှိပြီးတော့နောက်လာ22ရက်နေ့မှာပဲဒါကျွန်တော်တို့လေဘဘူးနဲ့တွေ့ဆုံတော့မယ့်အနေထားမှာရှိတယ်အဲ့လက်ရှိမှာဒါတော်တန်ဟော့စပါအသင်းအနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ PSG နဲ့ ်ခြေသွေးရအရန်กว่าပါတယ်။ PSG ရဲ့လက်ရှိမှာရွှေဘော်လုံးရထားတဲ့ကစားသမားဖြစ်တဲ့ဒီနေ့ပွဲစဉ်မှာဒန်ဘီလီကလည်းပွဲထွက်ပြီးတော့ပါဝင်လာနိုင်မှာဖြစ်တယ်ဆိုတဲ့ဥစ္စာကိုလည်းနီးပြကတရဝင်းဒါကျွန်တော်ပြောထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါတယ်။လက်ရှိမှာဒီနေ့ပွဲစဉ်မှာ PSG ကတော့ဒန်ယာကင်းစင်ပြုံးပျော်ရွှေဆိုတဲ့အနေအထားတစ်ခုရောက်ရှိလာခဲ့တဲ့အနေအထားမှာရှိတယ်။ဒါပေမဲ့သူတို့ရဲ့အဓိက full back ကစားသမားဖြစ်တဲ့ Ashri Hakimi ကဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးလွှဲချော်မှာဖြစ်ပြီးတော့ကစားရဒူးအီးလေးလည်းလွှဲချော်မယ်လို့သိရတယ်မှာပါတယ်။လက်ရှိမှာ Spartan ရဲ့ဒန်ယာလူစင်ကအရင်တိုင်းပဲအရင်လိုပဲတိတ်ပြီးမထူးဆန်းတဲ့ပုံစံမျိုးကိုဆက်လက်ပြီးတွေ့ရမယ်။ ီနေ့ပေါ်သမားဒူတော်မြစိတ်ဝင်စားတဲ့ချက်ကဒေါမနစ်ဆူလန်ကီတယောက်ဒန်ယာကပြန်လဲတက်တာလာပြီးပါဝင်လာနိုင်မှာဆိုတဲ့မေးခွန်းတွေရှိတယ်။ဆူလန်ကီတယောက်ဒါအသက်ကောရှိသေးရဲ့လားတခါခါကျရင်ပြန်တွေ့မယ်။သူ့ရဲ့ဒါကျွန်တော် my Instagram story ကိုသက်ကြည့်ရင်ဒီကောင် enemy ကလွင်ဘောလုံးကိုစိတ်ဝင်စားတော့ဘူးလားလဲပြန်တွေ့မိတဲ့အခြေအနေလည်းရှိပါတယ်။ စပါးတင်ရတာကျွန်တော်တို့တောင်မန်ကစားဖြစ်တဲ့ Brandon Johnson ကတော့အနီးကပ်ရရှိရတဲ့ကြောင့်နှစ်ပွဲပေထားတဲ့ကြောင့်ဒီနေ့ပွဲစဉ်ကိုဆက်လက်လွှဲချော်ပြီးလာမယ့်ပွဲစဉ်လည်းလွှဲချော်ဖို့ရှိပါတယ်။ဒါ Ben Davis ကဒီနေ့ပွဲစဉ်မှာတန်ရာကြောင့်ဆက်လက်ပြီးလွှဲချော်မယ်။ Bizuma လွှဲချော်ဦးမယ်။ Dragusin ကလက်ရှိမှာတော့ Spurs ရဲ့ training နေ့ပြန်စေဒီနေ့ပွဲမှာအရင်မှပြန်ပါလာနိုင်မယ်။ Kulu Dagai မြန်ပါလာနိုင်မယ်။ Medicin ဆက်လက်ပြီးလွှဲချော်မယ်။ Dejan Kulubaski အသက်ရှိသေးရလားမသိပါဘူး။အပြောချင်တာလက်ရှိမှာ Tottenham Hotspur တင်နေအရင်လိုပဲအရင်တိုင်းပဲဒါကျွန်တော်တို့လက်ရှိမှာတော့အဲ့တချင်းဆိုတာဘယ်လိုလဲမသိဘူး။အရင်လိုပဲအရင်တိုင်းပဲဆိုတဲ့ပုံစံမျိုးပါပဲ။တိတ်ပြီးမထူးခြားတဲ့ပုံစံမျိုးပေါ့။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လက်ရှိကျွန်တော် ော်တို့ဒီအသေးနဲ့ဒါကျွန်တော်ရာသီအစပါဆောဆောစီးတွေးခဲ့ဘူးတယ် PSG နဲ့တွေးခဲ့တဲ့ပွဲစဉ်မှာကျွန်တော်မျှော်လင့်ချက်တွေရခဲ့ဘူးတယ်ဒါဖျားဆူပါတခုနက PSG နဲ့စတင်တော့ Thomas Frank သူဘာလို့နိုင်လဲဆိုတဲ့ပုံစံမျိုးကျွန်တော်စတင်ပြီးပြခဲ့တယ်တကယ်လို့ PSG ကျွန်တော်နှစ်ကိုးနဲ့ဥဆောင်ပြီးနှစ်ကိုးပြန်ပေးလိုက်ရတာမှာငါတို့အသင်ကဒီလောက်ကောင်းလာနိုင်တယ်ဆိုတော့ဒါမျှော်လင့်ချက်ကြီးတော်တော်လေးရနေတဲ့အချိန်ဒါအချိန်3လနဲ့4လကြာမှာလူတယောက်ကဘယ်လောက်ထိပြောင်းလဲသွားနိုင်လဲဆိုတာဘောလုံးသင်းတဲ့အသင်ကဘယ်လောက်ထိပြောင်းလဲသွားနိုင်လဲဆိုတာဒါမျိုးပြောရမယ်တင်မှာပါတယ်ဒါလောကကြီးနဲ့ပတ်သက်လာရင်ဘောလုံးသင်းလောက်ဒါကျွန်တော်ဟိုနေရာတော့ ဒါကျွန်တော် British ကကိုကိုမောင်ပေါ့နော်ကျွန်တော်ဒါကိုပြီးလိုပဲခေါ်တွေ့ရတယ်ပေါ့နော်ဒါကျွန်တော် Guys of Rangoon ရေးတဲ့အကူဒါအောက်မှာသူကိုရဲနဲ့ဒါစပါအပိတအပိကျွန်တော်လည်းဒီနေ့လည်းခင်ပါတယ်ခင်တယ်ဆိုတော့သူ့ကိုကျွန်တော်တော့ပြီးလိုပဲသွားသွားရေးထားလိုပဲဘွားမှာပေါ့နော်ဒါကျွန်တော်ဘွားမှာဒါဘွားမှာခက်ခဲတဲ့ moment တွေအများကြီးရှိပါတယ်ဒါကျွန်တော်အလုံးနဲ့ဒါ pressure တွေပြီးတာတွေဒါကျွန်တော်တို့မိသားစုကိစ္စပါညာရှိတယ်ဒါပေမဲ့ဘွားမှာလीအသက်ကျွန်တော်ငယ်ငယ်လေးကတည်းကအခုချိန်လीး ဟိုဒရဇက်စိတ်ဒုက္ခပေးတယ်ဆိုလို့ဒီဘောလုံးသင်းသင်းပဲကျွန်တော်တို့အရှိမယ်လို့ကျွန်တော်နေနေပြနေတတ်တဲ့တကူဒါခုနကပေါ့ live မှာဒါခုနကပေါ့ဆိုမင်းအောင်မြင်တယ် okay မင်းဘောမှာအောင်မြင်တာမင်းစောက်ကြအောင်ဒါပေမဲ့မင်းဘာမှမလုပ်လို့မရတဲ့အနေအထားတစ်ခုကိုငါတို့ဒုက္ခပေးမယ်ဆိုတဲ့ပုံစံမျိုးဘောလုံးသင်းပဲခင်ဗျာပတ်စံနေခင်ဗျာဘလောက်ရှိရှိဘောလုံးသင်းသင်းကိုမဝယ်နိုင်နဲ့ဝယ်နိုင်တဲ့ပတ်စံမရှိလို့ရဒီဘောလုံးသင်းခင်ဗျာတို့ဒုက္ခပေးမှာပဲပို့ဆိုရင်ခင်ဗျာအားပေးတဲ့ဘောလုံးသင်းကဘာမှအချမ်းသာသောဘောလုံးသင်းသင်းပြခင်ဗျာတို့ဘောလုံးသင်းက6လောက်ပြန်ဝယ်လိုက်လို့ရတဲ့အနေအထားမှာဆိုဘာမှလုပ်လို့မရအောင်အဲ့တော့ ခမရခုနပြောလို့ပဲခမရပတ်စံဘယ်လောက်ရှိရှိမြန်မာပြည်ကအချမ်းသာတဲ့တတိဖြစ်ပေဆိုရင်တော့ဘလုံးတင်းတင်းဝယ်ယူဖို့အတွက်အရန်ခက်ခဲတဲ့အနေအထားမှာရှိမယ်ပြောချင်တာရှင်းရှင်းလေးခမရအပိတဲ့အသင်ကခမရခမရဘယ်လောက်ချမ်းသာတာခမရခမရဘယ်လောက်ပဲစိတ်ချမ်းသာတာခမရဒုက္ခတဏှာတနည်းရတောင်းတနည်းရကနေပေးမယ်ဆိုတဲ့အချက်ကတော့ဒါဘယ်တော့မှမဆိုမှန်တယ်မဲ့အချက်ပဲဒါဟရွှေရသတိပဲအဲ့တော့ဒီညာ PG အသင်ကရောဒါဒီညာခုန PG အသင်ကလည်းရှိမှာတကယ်ကိုဒါ Champion League ဒါကျွန်တော်ရှိသမျှဒါကျွန်တော် Triple League လည်းရထားတဲ့အသင်းတွေတကယ်ကိုစိတ်ချမ်းသာစရာ ကောင်းလို့နဲ့ဒါကျွန်တော်အဒီထားတစ်ခုလို့ကျွန်တော်အနေနဲ့မြင်ခဲ့ရတဲ့အထဲမှာပါပါတယ်။တကယ်လို့ပျော်ရွှင်စရာကောင်းခဲ့တဲ့တကယ်လို့ဒါကျွန်တော်လက်ရှိမှာဖက်ဖက်ကကြည့်မယ်ဆိုရင် The Tottenham Hotspur အသင်းအခုလက်ရှိမှာတီရှိနေတယ်ပြရုံနဲ့ Totally opposite အသင်းသက်သက်ကိုခင်ဗျားတို့မြင်ရမယ်။ ဒါကလက်ရှိတွေ့ရတဲ့တည်းပဲခုနကပြောဆို Tottenham Hotspur တဲ့လက်ရှိမှာကာကြီးဆိုရင်တို့ကရပလဲဖြစ်မှာပါဘာလို့လဲလုံးဝ Tottenham Hotspur တဲ့လည်းလုံးဝတော့အဲ့တော့စပါးတဲ့ဒီလေးပွဲစဉ်မှာဒါဘလူ line up နဲ့ထွက်လာမယ်ဆိုတာကဘာများဆလုပ်ပြနိုင်အောင်လဲဆိုတာဆက်ပြီးတွေ့ရမယ်တဲ့မှာပါတယ်ကျွန်တော်ယာဒီဂျိုမာကယာဒီဆက်မှာခဏခဏပြောတာရှိတယ် Tottenham Hotspur တဲ့မှာ attacking outlet ကတကောင်ပဲရှိတယ်အဲ့ဒါကမိုဟာမက် Kudus ဒါမှနောက်တစ်ခုရှိသေးတယ်အဲ့ဒါကဆက်ပြီးဆက်ပြီးတဲ့မိုဟာမက် Kudus ကနေပြီးတော့ long ball လို့ဒါကျွန်တော် တခုမလုတ်ပြနိုင်ဘူးဆိုရင် Tottenham Hotspur တင်းကအသက်ကတည်တည်သွားတာများတယ်လို့ပြောလို့ရတယ်ထဲမှာပါတယ်။အဲ့လက်ရှိမှာလည်းကျွန်တော်တို့ Chelsea နဲ့ပွဲစဉ်မှာ Arsenal နဲ့ပွဲစဉ်မှာဒီနောက်ပိုင်းပွဲစဉ်တွေမှာဒါကိုသူတို့အနေနဲ့သွားတယ်။အဲ့တော့ မိုဟာမက်ကူဒက်စ်ရင်ဆိုင်မှာလက်ရှိမှာဖုတ်ကျွန်တော်ဒါကမ္ဘာပေါ်မှာအကောင်းဆုံးဖူဘက်တယောက်ဖြစ်တဲ့နူနိုမန်နက်စ်နဲ့ရင်ဆိုင်ရမယ်ဟာလေလုယာပေါ့ဗျာနော်အဲလက်ရှိမှာဒေါက်တာဟော့စ်ပါတဲ့ကန်ကောင်းသွားတာဒီပွဲစဉ်လေးပြီးရင်တော့ပွဲချောင်ကန်နာဒီပြန်လဲပြီးလာတဲ့အတွက်ကြောင့်နည်းနည်းလေးတော့အသက်ရှူတော့ချောင်သွားတယ်သူ့ပြင်မဲ့တော့ကျတော့ဒေါက်တာဟော့စ်ပါတဲ့မှာဘာမှမဆိုဘူးဘူးနဲ့မှပြောလို့မရနေထားမှာရှိရတယ်တစ်ဖက်ကဒါပြည့်ကြည်တင်းကလက်ရှိမှာတို့အနေနဲ့အကောင်းဆုံးဆိုတဲ့အရာတွေကိုလုတ်ပြနိုင်ရရှိတယ်ပြည့်ကြည်တင်းကလက်ရှိနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာဘိုင်ယန်မြူနစ်ကိုရှုံးထားခဲ့တဲ့ပွဲစဉ်ကလွဲရင်တော့ပွဲတိုင်းလူလူတို့ဘာလုပ်နိုင်လဲဆိုတော့ပြတ်သားခဲ့တယ်ဒီနေ့ပွဲစဉ်မှာဒေါက်တာဟော့စ်ပါတဲ့ကလုံးဝတာခုနက PSG ရဲ့ကာဂျီ ီးနဲ့ရပ်ပလက်လိုပဲတော်တော်ဟောသွားတော့ဆုံးပြိုင်ပွဲဆို၅ပွဲမှာဒါချန်ပီယံလိမှာကိုပဲဟီဗင်ကိုနိုင်ထားခဲ့တဲ့ပွဲစဉ်ကလွဲ့ရင်တော့ကျန်တဲ့ပွဲစဉ်ကိုတည်ရင်နဲ့အရှုံးကြီးပဲဒါပရီးမီးယားလိမှာဒါကျွန်တော်နိုင်ပွဲမရခဲ့တဲ့တော်တော်လေးတော့ချပြီလို့ပြောလို့ရမယ်ဒီဒါတခုရောက်လာခဲ့ပြီအဲ့တော့တော်တော်ဟောပါတဲ့ပါလဲပဲလေဒီနေ့ပွဲစဉ်ကကျွန်တော်တက်ကအများကြီးမမျော်လင့်ဝင်တာပွဲဆိုအာဆင်နဲ့ဒါ PSG နဲ့ပွဲစဉ်ကကျွန်တော်နေဒီရက်သက်တစ်ပတ်မှာကျွန်တော်မမျော်လင့်ဆုံးပွဲစဉ်လို့ပြောလို့ရမယ်တော့ပါတယ်။ဒါပေမဲ့ဝချွေးကလည်းကြီးတယ်ဗျတချိန်ထဲမှာကံမဲ့အာဆင်နဲ့ဘိုင်ယန်မြူးနစ်ကလည်းကြီးကောင်းတယ်ကျွန်တော်နေထားပြီးကြီးရမယ်နေထားမှရှိတယ်။ကိုသိန်းကိုတော့ချစ်တယ်ဗျဒါပေမဲ့ ခုနပြောသူပဲပေါ့နော်ခင်ဗျာဘလို့ပဲပြောတာခုနပြောသူလူတွေကခင်ဗျာမေ့ပြစ်လိုက်လို့ရတယ်တတိကိုဘောလုံးသင်းနဲ့ပတ်သက်လိုက်တော့ခင်ဗျာကျွန်တော်ဒီသင်းနဲ့ပတ်သက်ရင်ကျွန်တော်ကျွန်တော်တစ်ခေါက်လေခင်ဗျာကျွန်တော်ကိုကျွန်တော်ဆန်ပူတယ်ဒီသင်းနဲ့ပတ်သက်ကိုဘယ်လောက်ချစ်လဲဆိုတော့ကျွန်တော်ဆန်ပူတယ်ကျွန်တော်လမ်းတောင်ပေးအိပ်လိုက်တယ်အမချီးဘွားမနဲ့မူးလေးမဖြစ်လို့ဘောပဲကွာမချီးဘူးနှစ်နိုင်45မိနစ်အတိနိုးတယ်အလမ်းမပေးဘူးနိုးတယ်လောကမှာလည်းအဲ့လိုနိုးတာနှစ်ချိန်ပဲရှိတယ်ခီးသွားမှာပျော်လို့နိုးတာ誒 ဘောလုံးသင်းဘောလုံးသင်းမကြည့်ချင်ဘူးเนาะခကြီးသွားမှာပျော်လို့ဒါကိုခကြီးသွားမှာဒါမမြင်ဘူးရဲ့တရားကြီးတွေးရမှာပျော်စရာကြီးလောက်ရမယ်အဲ့ဒါပျော်လို့ပျော်ရွှင်မှုကသူ့ကကိုယ့်ကိုအလန်းဖြစ်လို့ဒါကြတော့ဘာလန်းလဲကိုယ့်ကကိုစိတ်ဒုက္ခပေးဖို့အတွက်အလန်းတက်တက်သွားသူများကြီးလို့ anxiety တို့ဒါကျွန်တော်တို့ဟို panic attack တို့ကသူများပေးတာမို့ဒီဘောလုံးသင်းကပေးတာအဲ့တော့ ။ဘာမှပြောရမလို့တိုက်ဆက်မှုမှာဒါခုနကတစ်ဖက်က Harry Kane လို့လို့ကန်နေတဲ့အချိန်မှာ Richard Lee စင်ကြီးကိုကြည့်ရမှာလဲဝကြွေးရတော်တော်လေးကိုကျွန်တော်အနေနဲ့ကြည့်တယ်လို့ပဲပြောရမယ်ဒီထားမှာရှိတယ်။အဲနောက်တစ်ပွဲကိုပြောလဲအောင် Liverpool တင်းနဲ့ PSV ဟိုင်းတိုဘယ်ပေါ့နော် Liverpool တင်းကလက်ရှိမှာဒါကျွန်တော်တို့ Tottenham Hotspur တင်းနဲ့နင်းလားငါလားပါပဲသိတော့မဟုတ်ဘူး။ဒါပေမဲ့ Liverpool တင်းကလက်ရှိမှာ Champions League မှာ Real Madrid ကိုအနိုင်ရခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာခြေစွမ်းရတော်တော်လေးကိုမိုက်နေတဲ့အနေထားမှာရှိရဆိုတော့ပြောစရာမလိုခဲ့တဲ့အချိန်မှာပါတယ်။ဒီဘုအသေးရဲ့ပြိတ္တတွေကကြားထဲမှာတော့ မျောလင်းချက်တဲ့နဲ့ပုံစံမျိုးရခဲ့တယ်ဗောနော် Real Madrid နဲ့ပွဲစဉ် Aston Villa နဲ့ပွဲစဉ်မှာမျောလင်းချက်အနေနဲ့များရခဲ့တဲ့ပုံစံမျိုးတွေကိုတွေ့ရမယ်ဒါပေမဲ့တကယ်တမ်းနင်းလားငါလားဟိဆိုတဲ့ movement မှာတော့တကယ်တမ်းကျွန်တော်တို့ရှုံးပွဲတွေဆက်တယ်ရှုံးပွဲတွေမှာလက်ရှိမှာ Liverpool ရှုံးတာရက်ဆက်တယ်3-0နဲ့ကြီးပဲ3ပွဲလုံးရှုံးတာ နောက်ဆုံးပြိုင်ပွဲဆုံးကောင်းမှာလစ်ဗာပူးသင်း၃ပွဲရှုံးတာရှုံးတာတဲ့ပုံစံမှာ3စီးနဲ့ပြီးပဲ၃ပွဲလုံးရှုံးတာတစ်ဖက်ကလက်ရှိ PSV Hinovan ကဒါ Premier ကျွန်တော်တို့ရဲ့ဒါကျွန်တော် Champion League ပွဲစဉ်တပွဲကလွဲရင်တော့ Champion League ပွဲစဉ်အကုန်နိုင်အောင်ဆော့ထားတယ်ဒါကျွန်တော်တို့သွင်းထားတဲ့သွင်းကိုတွေကလည်းကြောက်ဖို့အောင်ကောင်းတယ်ဒါကျွန်တော်တို့နှစ်ပွဲမှာ၅ခုနဲ့ထပ်နှစ်ပွဲသွင်းထားခဲ့တယ်၃ခုနဲ့ထပ်၃ပွဲသွင်းထားခဲ့တယ်ဒါကုနဲ့နောက်ဆုံးပွဲမှာ1စီးဆိုရရလည်းကတ်နိုင်ထားခဲ့တယ်ဘာလို့လက်ရှိမှာဒါ PSV Hinovan ကသူ့ဟာသူမဆိုးတဲ့ challenge တစ်ခုကိုသူ့အနေနဲ့သွားနေတယ်တော်တော်လေးကိုမဆိုးတဲ့အခြေအနေတစ်ခုကိုသွားနေတာကိုတွေ့ရမယ်အဲ့တစ်ဖက်ကလက်ရှိမှာ Liverpool တွေဒီနေ့ပွဲစဉ်မှာဘာတွေလုပ်ပြလဲဘာတွေဆက်ပြီးတော့ဒါကျွန်တော်တို့ပြောင်းလဲမှုတွေပြုလုပ်မလဲ ဒီပြတယ်ဒီနေ့ပွဲစဉ်မှာရောပြောင်းလဲမှုတွေမှာဘာဒီဆက်ပြီးမြင်လာခဲ့ရမယ့်ဥစ္စာကိုတွေ့ရမယ်အဲ့တော့လက်ရှိမှာဒါလီဗာပူးသင်းမှာဒန်ယယ်လူစင်ကာဖလော်ရီယယ်ဆက်လက်ပြီးလွှဲချော်မယ်ကော်နာဘရက်လီလွှဲချော်မယ်လီယိုနီလွှဲချော်မယ်ဖရင့်မောင်လွှဲချော်မယ်စတီဗင်ဘတ်ဂျက်လွှဲချော်အဲ့တော့ဒီနေ့ပွဲစဉ်မှာပေါ့နော်ဂျူဂျူလေးကိုဒါနောက်တန်းသုံးရောပုံစံမျိုးဒါဖူမော့ကသုံးစံမျိုးသုံးစီခြင်းတဲ့ဘက်မှာရှိနေတယ်ဒါပေမဲ့လက်ရှိမှာတစ်ဖက်ကလည်းအားဒါကျွန်တော်တို့တော်တော်လေးကိုကောင်းနေတဲ့အနေအထားမှာလီဗာပူးသင်းတို့ကတော်တော်လေးကိုဆိုးရင်ရောက်နေတဲ့အနေအထားတစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်လီဗာပူးသင်းကဒီနေ့ပွဲစဉ်ကမတ်ဆွင်းပွဲစဉ်မှာလက်ရှိမှာဒါကျွန်တော်တို့ ချန်ပီယံလိတေဘယ်မှာလစ်ဗာပူးအဆက်တဆင်မှာရောက်ရှိနေခဲ့ပြီးတော့ဒီနေ့ပွဲစဉ်သာမနိုင်ဘူးဆိုအောက်ကတင်းနေတာနိုင်ခဲ့မယ်ဆိုရင်တော့လစ်ဗာပူးတင်းကိုချော့တက်သွားပြီးတော့လစ်ဗာပူးတင်းနေတာကျတော့ qualifier ကန်ရပြီးတော့ဝင်ရမယ်တာလူမရှိပါဘူးဆိုမှ qualifier ထက်ကန်ရမယ်ဆိုလစ်ဗာပူးတိုင်တိုင်ပတ်သွားနိုင်နေတာမရှိရင်ဒါနဲ့ပတ်သက်လစ်ဗာပူးတင်းတော်တော်လေးဂယူပြူရမယ်လို့ပြောနေတယ်ကျွန်တော်တောက်ပြပြပါဦးမြန်မာလက်ကလစ်ပေးကြအောင်ရမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကောင်းမွန်တော့နေ့နေ့ဖြစ်ပါစုပေါင်းအောင်တောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှ AC2 ကြတာပေါ့ဒီပါဗျာ